လူလောကကနေစောစီးစွာထွက်ခွာသွားခဲ့တဲ့ကလေးအရွယ်မှာလူကြီးတယောက်ဆောင်ဖြစ်လာသူထူပရိသတ်များလုံးမင်္ဂလာပါရှင့်ကျမတို့ရဲ့ Sell Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မြန်မာပြည်ရဲ့အနုပညာလောကမှာအရေးချင်းရှိတဲ့ကလေးတယောက်ဆောင်ဆိုတာရှားပါတယ် အီစီကွေဟဲဗီဖြိုနဲ့ယွန်းယွန်းတို့ကသာလူသီများပြီးတော့ကျန်တဲ့ကလေးတယောက်ဆောင်တွေဟာကြုံရင်ကြုံတယ်လို့ဝင်ရိုက်တာများကြလို့ပရိသတ်တွေကမျက်နှာတွေသာတိကျပေမဲ့နာမည်နဲ့လူနေတော့မတွေ့မိကြတဲ့သူတွေကအများစွာရှိနေရဖြစ်ပါတယ်။ကလေးဘဝကလေးကဒီဇိုင်းမမတ်နဲ့တယောက်ဆောင်အလုပ်ကိုအရွယ်ရောက်တဲ့အထိလုပ်တယ်ဆိုတဲ့သူတွေကလည်းငွေကြေးနဲ့မိဘနောက်ခံအင်အားတောင့်တင်းမှသာလုံးကြနိုင်တဲ့သူတွေဖြစ်ပါတယ်။ဘဝအမျိုးမျိုးနဲ့ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့်အနုပညာအလုပ်ကိုရန်နာထားခဲ့ကြတဲ့သူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာမှတရုတ်ဆောင်သူကလည်းအခြေအနေတွေကိုဖြတ်တန်းရင်းနေအနုပညာအလုပ်ကိုလုပ်ကိုင်နေရသူဖြစ်ပါတယ်မိသားစုကိုရှာကျွေးနေတဲ့လူငယ်တယောက်ဖြစ်တဲ့ပြင်အနုပညာလောကမှာနောက်တစ်ချိန်မှာကျင်းတီပေါကိုထွန်းလင်းလာမဲ့ကျဲဝင်ဖြစ်တဲ့တရုတ်ဆောင်ထူးခွန်မင်းခန်းကတော့2025ခုနှစ်မတ်လ10ရက်နေ့မှာကာစီတန်နဲ့ဆုံးပါသွားခဲ့တာဖြစ်ပါတယ် သူရဲ့အတဆုံးရှုံးမှုမှာအနုပညာရှင်တွေများစွာကဝန်내ခဲ့ကြတာပဲဖြစ်ပါတယ်။သူကလူရင်မွန်တယောက်ဖြစ်ပြီးတော့တသက်ဆမင်းသားတွေနဲ့လည်းပေါင်းတင်ဆက်ဆံရေးကောင်းတဲ့သူတယောက်ဖြစ်ပါတယ်။အနုပညာလောကကိုအချိန်တစ်ခုထိခိတ္တနာခဲ့ပေမဲ့လည်းအခုချိန်မှာတော့အောင်မြင်မှုတွေပြန်လည်ရရှိလာတဲ့သူလည်းဖြစ်ပါတယ်။ နမကြီးလာပါကြီးဆိုတဲ့ကလေးတယောက်ဆောင်တွေထပ်ပို့ပြီးတော့တဘာဝကြရတဲ့တယောက်ဆောင်မှုတွေနဲ့သူကနမကြီးဇလန်တွဲတွေမှာလည်းပါဝင်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ MTV4 ရဲ့လူကြိုက်များတဲ့ဇလန်တွဲတွေဖြစ်တဲ့အဖြူရောင်တက်ကရစ်ဇလန်တွဲတွေမှာလည်းစိုးသွန်းတဲ့အကြောင်းသားလေးဖြစ်ပါဝင်ထားခဲ့ပြီးတော့ပရိသတ်တွေရဲ့အချိတ်ကိုတင်ပိုင်းနိုင်ခဲ့သလိုမဲချိုဇလန်တွဲမှာလည်းအဓိကဇက်ကောင်တွေနီးတူလောက်ကွက်ရတဲ့နေရာတွေကနေပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ညီကရဲအကယ်ဒမီစုပေးပွဲမှာတောင်သူပါဝင်ခဲ့တဲ့ယောက်ျားကောင်းအတောင်20ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီစကားတင်ဝင်ခဲ့ပြီးတော့သူကိုယ်တိုင်ကလည်းဇက်ဖို့တယောက်ဖြစ်တဲ့အတွက်အကယ်ဒမီရင်ခုန်တန်ကိုရရှိခဲ့တဲ့သူဖြစ်ပါတယ်။သူရဲ့နာရီတရင်ကိုအကောက်မှာရော့တရက်တင်လာတဲ့ချိန်မှာအလုံးကတော့စနောက်နေကြတယ်လို့ထင်ခဲ့ကြတာဖြစ်ပါတယ်။တင်ငယ်ချင်းတွေနဲ့တွေ့ဖို့ချင်းထားတဲ့အပြင်ရိုင်းလက်ဆရုပ်ရှင်တွေနဲ့အနုပညာလှူရှားမှုတွေကလည်းရှိနေတဲ့အတွက်ဘယ်သူမှအခုလိုရော့တရက်ကြီးထွက်သွားမယ်လို့မထင်ခဲ့ကြပါဘူး။ အရင်ကလည်းအစာအိမ်ယောဂနဲ့ဆေးရုံတက်ခဲ့ရတဲ့အတွက်အဲ့ဒီယောဂကြောင့်အသက်ဆုံးရှုံးသွားတယ်လို့ထင်ခဲ့ကြတာပေါ့။နောက်ကြမှာအကြောင်းရင်းအမှန်ကိုသိတဲ့အခါမှာရှူတင်နိုင်ရဲ့မှာမြောက်တကုံမှာရင်တိုင်းမှုဖြစ်ပြီးတော့မနဲ့ရောက်တော့ဆုံးပါသွားခဲ့တာဖြစ်ပါတယ်။ကလေးတယောက်ဆောင်တွေထဲမှာတယောက်ဆောင်ကိုအပိုလိုမရှိတယောက်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့်အနုပညာရှင်တွေအားလုံးကတော့ဝန်းနေနေကြတာဖြစ်ပါတယ်။အသက်26နှစ်ဆိုတာလူငယ်လူရွယ်ကောင်းတယောက်ဖြစ်ပေမဲ့နေမြင့်ညပြောက်ခေတ်ကြီးမှာအသက်ဆုံးရှုံးဖို့လဲကူလွန်လာတဲ့အတွက် မထင်မပဲနဲ့လောကကနေစောစည်းစွာထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။အခုလိုမျိုးအနုပညာလောကရဲ့ထွန်းတောက်လာမဲ့ကျယ်ပွင့်ဖြစ်ပေမဲ့လည်းအကျွေးစောခဲ့တဲ့တရုတ်ဆောင်ထူးရဲ့အသက်ဆုံးရှုံးမှုအပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှဝေးမြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။